စိတ်မကောင်းကြပါဘူး။ကျွန်တော်တိရသလောက်ကတော့ဒါသတင်းတွေမှာတင်တာပါဗောနော်။သူကအဲ့ဖူးဘလော့ဂါအလုပ်ကိုလည်းသူကလုပ်တယ်။တက်စီမောင်းတဲ့အလုပ်လည်းလုပ်တယ်ဗောနော်။ခရင်မလန်းကွဲမှာလားမသိဘူးဗောနော်။တက်စီမောင်းရင်းနဲ့ကျွန်တော်စိတ်ထင်ကတော့ဒါဟုတ်ရင်လည်းဟုတ်မယ်ဗောနော်။ပစ္စည်းလူခံအားရပဲဖြစ်ဖို့များပါတယ်။ဘာလို့ဆိုတော့အဲ့လိုတချို့ကလည်းဂန်ရှော့လို့ပြောတယ်။တချို့ကျတော့လည်းစကေပါနဲ့အဲ့လိုလုံးချန်ခံရလို့ပြောရဲဗောနော်။ဒါဝမ်းပြီးတော့စိတ်ပူပေးကြတဲ့လူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်။အဲကျွန်တော်မသေးပါဘူးခင်ဗျာ။အဲတည်ဆုံးသွားတဲ့ဒီ food blogger က ကိုကျော်ဝနာပေါ့နော်သူ့အတွက်ကတော့ကျွန်တော်စိတ်မကောင်းပါဘူးအော်မင်္ဂလာပါ။ဟုတ်ဒီနေ့ကတော့ဒါကျွန်တော်ဒါကိုဘူဆန်းနဲ့ကိုချမ်းသာဖိတ်လို့ဒါကျွန်တော်လာကြည့်ပြတာပါ။ကျွန်တော်ကလည်းပွင့်လင်းပြောရင်ကျွန်တော်က horror ကားပေါ့နော်။ပြောတရေကားပေါ့။တရေကားကျွန်တော်အရန်ကြိုက်တယ်။တရေကားကိုကျွန်တော် လူမျိုးပေါင်းစုံဘာသာပေါင်းစုံကျွန်တော်ကြည်တယ်ပေါ့နော်အဲအကြောင်းကိုလာတာအဲကျွန်တော်ဒီကားကိုလည်းကျွန်တော်တော်တော်လေးမျောလင့်တာပဲဘာလို့လဲဆိုတော့အဲကိုတီတီတဲ့အောင်ဆိုရင်ဒါသူ့ရဲ့ပထမကားပေါ့နော်ညမင်္ဂလာကားဒါကျွန်တော်တို့ကိုယ်တိုင်ရုံမှာပတ်စံပေးပြီးတော့သွားကြည်တာသွားကြည်ပြီးတော့တကယ်ကိုဗျာပြင်လည်းပြောရင်မထင်မှတ်တာတွေကိုလုတ်ပြသွားပြီပေါ့နော်ဆိုတော့ရုပ်ရှင်နေထဲမှာကျွန်တော်တို့ဒီလိုမျိုး vibe တွေကိုမရတာကြာပြီပေါ့နော် horror မှာပြောပြတာပေါ့နော်ဆိုတော့ဒီကားမှာလည်းသူကျွန်တော်တို့မထင်မှတ်တဲ့အရာတွေကိုသူထပ်ပြီးတော့လုတ်ပြနိုင်လိမ့်မယ်လို့ထင်နေပြီးတော့ကြောက်ရမယ်လေအဲကြောက်ရလိမ့်မယ်လို့ဒါထင်ပါတယ်ဟော င်ကဲတောင်းပါဟုတ်တယ်ဟုတ်လေဟုတ်ဟုတ်အရှိအကားဆိုလည်းအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒါအဲညမင်္ဂလာတော့အကုန်လုံးတော်များကြည်ပြီးသားဖြစ်မှာပါဆိုတော့ဒီဒီရွှေသမီးနဲ့ဒါနောက်ဆုံးဆင်းမှာဆိုရွှေသမီးနဲ့အဲတည်ရမလားအလောင်းကြီးနဲ့လက်ထပ်ခိုင်းတဲ့ကိစ္စတွေပါရဲ့ဆိုအရန်များတည်ရမလားမထင်ရှော့ကြီးပေါ့နော်ပြီးတော့ဇလန်တီဆောက်ပုံကလည်းအရန်ကောင်းတယ်ပြီးတော့ပါတဲ့ character တွေကအစသူ့နေရာနဲ့တူဗျာတည်ရမလားအရန်ကောင်းတယ်အဲခုနပြောသလို အဲနေတော့ကလည်းကောင်းသလိုရွှေသမီးလည်းကောင်းတယ်ဆွေမသူလာလည်းကောင်းတယ်ပြီးတော့ဆင်မဆိုလို့ရှိရင်တကယ်ကို supporting နဲ့တော့မတူဘူးပေါ့နော်သူတော်တော်လေးဟိုတေးဥဆောင်ကောင်းတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကားမှာလည်းအဲဒီ driver ကနေပြီးတော့ဒီပေါင်နဲ့တေးဥဆောင်နေရစီကနေဘလောက်ထိကြက်ထုတ်ထားမလဲဆိုတာကျွန်တော်သိကျင်နေပြီပေါ့ဟာဆင်းနေမယ်ဟိုကြည့်မှာပြီးရင်ကြည့်မှာဟုတ်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  ဟုတ်ဟောဟာဘာသူနဲ့ကျွန်တော်เนี่ยဟိုလိုကြီးဟိုအတိတော့မဟုတ်ဘောเนาะဒါပေမဲ့အဲ့နေ့ကလည်းကျွန်တော်ကရိုက်ကိုရေးတစ်ခုကျွန်တော်သွားလောက်တာသွားလောက်ပြီးတော့ကျွန်တော်အဲ့ဆိုင်တစ်ဆိုင်ကျွန်တော်တကယ်ချင်းနဲ့ဆိုင်ရောက်တော့ကျွန်တော်တကယ်ပြောဟင်းအောင်เนี่ยတကယ်ချင်းနဲ့ဖူးဘလော့ဂါတယောက်အဲ့စုံရရပေါ့နော်ဟိုဟာစုံရရဆိုတော့အဲ့ဒါသိလားဆိုငါတော့မသိသေးဘူး तू ပြောမှပဲကျွန်တော်ကအဲ့ post လေးကိုကျွန်တော်သွားကြည့်ပြတာပေါ့နော်သွားကြည့်ပြတော့လေစိတ်မကောင်းကြပါဘူး तू ကတော့အဲကျွန်တော်သိရသလောက်ကတော့ဒါတင်းနေမှာတင်တာပေါ့နော် तू ကအဲ့ food blogger အလုပ်ကိုလည်း तू ကလုပ်တယ်တက်စီမောင်းတဲ့အလုပ်လည်းလုပ်တယ်ပေါ့နော် ဆိုတော့ခရင်လမ်းကွဲမှာလာမသိဘူးပေါ့နော်တက်စီမောင်းရင်းနဲ့ကျွန်တော်စိတ်ထင်ရတော့ဒါဟုတ်ရင်လည်းဟုတ်မယ်ပေါ့နော်ပျက်စီးလူခံအားလာပဲဖြစ်ဖို့များပါတယ်ဘာလို့ဆိုတော့အဲ့လိုတချို့ကလည်းဂန်ရှော့လို့ပြောတယ်တချို့ကျတော့လက်စကေပါနဲ့အဲ့လိုလုံးကြံခံရလို့ပြောရပေါ့နော်ဆိုတော့ဘယ်လိုပဲပြောပါဒါသမားစီဝါနဲ့ရှာစားနေတဲ့လူတယောက်အသက်ဆုံးရှုံးသွားရတော့တော့ဒါသူ့မိသားစုနဲ့တူပေါ့နော်ထပ်တူထမရကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်။အော်အဲ့လိုတော့ဟိုလူမျိုးပါစင်နေရတော့မရင်းနေပါဘူးဗျာဟုတ်။ဒါပေမဲ့ ဖြစ်သွားတာဘယ်လိုဖြစ်လဲဆိုတော့ဟိုဆုံးသွားတာတော့အဲကိုကျော်ဝန္နာနဲ့တူရသူ့နာမည်နော်အဲသူဆုံးသွားတယ်ဒါပေမဲ့အဲ account တစ်ခုကနေပြီးတော့သူကကျွန်တော်ကျွန်တော်ဗီဒီယိုတွေနဲ့သူကတင်လိုက်တာတင်လိုက်တော့တချို့ကျွန်တော် fan တွေတော်တော်များများလည်းဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်လာမေးတယ်အဲ့ဒီကလည်းကျွန်တော်ဖြစ်ချင်တော့ကျွန်တော်ကမှရိုက်ခွေးရပြန်လာပြီးကျွန်တော်ဒီအပိုင်းလည်းနေသိမ့်မကောင်းတော့ကျွန်တော်အဲပိုးသက်စေးတွေတောက်ထားတော့ကျွန်တော်စေးတောက်ပြီးကျွန်တော်အိတ်နေရရုံးတော့မှကျွန်တော်မသွားဘူး အဲ့ noel noel ဖုန်းကြည့်လိုက်တော့ miss call တွေလည်းအများကြီး messenger တွေရောအဲ့ tiktok တွေမှာ message box တွေမှာအများကြီးဝင်တယ်ဒါပေမဲ့ဟာဟာလေးပေါ့နော်ငါ့ဘာလို့ကြီးဝင်သားကြမရှိဘူးအဲ့ဒီတောင်မှကျွန်တော်ဝင်ကြည့်လိုက်တာဝင်ကြည့်တော့မှအဲ့လိုမျိုးကျွန်တော်ရဲ့ video တွေနဲ့အဲ့လိုမျိုးတင်ထားတာပေါ့နော်တင်ထားတော့တော်တော်များများလည်းကျွန်တော်ထင်သွားကြတာပေါ့ထင်ပြီးတော့စိတ်စိတ်ပူလို့မေးကြတာပေါ့နော်ဒါပေမဲ့အဲကျွန်တော်ကတော့စာပေရတော့မသိပါဘူးပေါ့နော်ဆိုတော့တေးသွားရဲ့ကိုတက်လဲကျွန်တော်စိတ်မကောင်းပါဘူးဟုတ် အာတော့အခုဒီတော့ဟိုနေ့ကဒီနေ့အော်ဒီနေ့မနက်ဒီတော့မှဖုန်းဆက်ပြီးမေးတဲ့အဲကျွန်တော်ချက်ရတဲ့ fan တွေရှိပါတယ်ဒါတေဝါရခုနကပြောလို့တေဝါရကိုတော်တော်ဆင်မကောင်းပါဘူး။စာပဲရတော့မသေးပါဘူး။ဒီအနေနဲ့ဒါညီမလေးတို့နဲ့လည်းဒါအင်တာဗျူးနဲ့ကိုင်းရတာကောင်းပါတယ်ပေါ့ဆို။မသေးကြောင်းကိုမသေးကြောင်းလိုက်ရှင်ပြနေရခဲ့ဖြစ်နေ။ အဲအင်းအလူကလည်းတော့ဘာမှမပြောပါဘူးဟုတ်ကျွန်တော်ရင်မဟုတ်ဘူးကျွန်တော်အမျိုးသမီးကျွန်တော်ချစ်လေးပေါ့နော်ကျွန်တော်ချစ်လေးကိုပါသူတငယ်ချင်းနေရောအဲ့အဲ့သူ့အမေရောအမျိုးတွေရောဖုန်းဆက်ပြီးတော့မေးကြတကယ်ကျွန်တော်သေသွားပြီတကယ်ထင်တာအဲ့လိုမျိုးပဲပေါ့နော်အဲ့အခုတတိယတော့ဖြည့်ရှင်းနေရတော့မသေးပါဘူးဆိုရဲကြောင့်ခုလာရတာအခုတယောက်သုံးပါဟုတ်ချက်နေသူပြီးတော့ကိုတန်းပြီးတော့သိကူကြအဲအဓိကတော့ခုနပြောသလိုပဲသုံးရတော့အဲ့ကိုကျော်ဝနာကသုံးရအောင်ပေါ့နော်ဒါပေမဲ့တင်လိုက်တဲ့လူကကျွန်တော်ဗီဒီယိုတွေနဲ့တင်လိုက်တော့စိတ်ပူကြတာဖြစ်ပါလိမ့်မယ်ဟုတ် ဟုတ်အာ shop တော့ဖြစ်တယ် shop ဖြစ်တယ်ဆိုတာကြောင့်ဘယ်လိုလဲဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ food blog တွေရိုက်တယ်ဗျာကျွန်တော်ကိုယ်တိုင်လည်း food blog တွေရိုက်နေရရိုက်နေပြီးတဲ့အပြင်ကျွန်တော်တို့ကဒီ market တွေထဲမှာလည်းကျွန်တော်ကဒီနိုင်သွားစားရတယ်ဥပမာလာတန်လမ်းမှာလည်းသွားစားရတယ်သဘောတူကအချင်းမနိုင်မှာလည်းသွားစားရတယ်သင်ငန်းကျုံမှာလည်းသွားစားရတယ်ဆိုတော့ဟာငါတို့ရော NA ကင်းရလားဆိုတော့စိတ်တော့ဖြစ်မိတယ်ဒါပေမဲ့ case ကိုပြောင်းကြည့်ရဲ့အချိန်မှာတော့ကျွန်တော်တို့ထင်တာတော့မဟုတ်ဘူးပေါ့နော်သူကသူကျွန်တော်ထင်တော့ပစ္စည်းလူတာပဲဖြစ်ပါလိမ့်မယ်ဟုတ် ဟုတ်ဟုတ်တယ်ဟုတ်တယ်အာတော်တော်ကြီးစိတ်မကောင်းဖြစ်ရပါတယ်ဘာလို့တော့လူတဦးတယောက်ဒါသူရဲမဟုတ်ပါဘူးဘယ်သူပဲအသက်ဆုံးရှုံးဆုံးရှုံးပေါ့နော်ကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရပါတယ်ဘာလို့ဆိုတော့သူဆိုလဲသူ့မိသားစုတော့ကတော့အဖိုးတန်တဲ့လူတယောက်ဖြစ်မှာပဲဆိုတော့သူ့မိသားစုရှိမယ်သူ့ရဲ့အဖေအမေကိုလှုပ်ကျွေးနေရတဲ့လူလည်းဖြစ်ရင်ဖြစ်မယ်သူ့ရဲ့ဒါမှမဟုတ်သူ့မိန်းမနဲ့ကလေးတွေကိုလှုပ်ကျွေးနေရတဲ့လူလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလူတယောက်ဆုံးရှုံးသွားရတဲ့တော်တော်စိတ်မကောင်းဖြစ်မိပါတယ်ဟုတ် အားရအခုဟိုပါ9မောမှာလဲအဲ့တုန်းကလဲကျွန်တော်က post တင်ထားတယ်ကျွန်တော်အကောင့်မှာလဲပေါ့နော်တက်စင် SPY အကောင့်မှာလဲ post တင်ပြီးတော့ဖြည့်ရှင်းထားတယ်ဒါပေမဲ့အခုတိတော့ဖုန်းဆက်ပြီးမေးတဲ့လူတွေလည်းရှိသေးတယ်ရဲလေးမှဆိုလို့ရှိရင်အဲ့နေရာနေကျွန်တော်ဖုန်းဆက်ပြီးမေးတယ်အဲ့ဒါငါရဲဟွာရဲနေသေးပြီတင်လို့လဲတော်သေးတယ်နေအတန်ကြားမှာတယ်ငါစိတ်ချမ်းသာပါအဲ့လိုမျိုးပဲပေါ့နော်သူတို့ကတော့ကိုမသေးရောဝမ်းသာတာပေါ့ဟုတ် ကိုဘလော့ဂါကြီးလည်းဆက်တယ်အဲ့လိုမျိုးပဲကျွန်တော်အသိတွေရောဗားတွေရောအဲ့တော်တော်များဆိုလည်းအဲ့လို message ဘောက်ကနေလာပြောကြရဲပေါ့နော်အဲ့လိုမျိုးတော်တော်များလာမေးပါတယ်ဟုတ်အော်အော်ကျွန်တော်ကတော့ဟိုစားပွဲရတော့မသေးပါဘူးခင်ဗျာသေသွားတဲ့အကိုခုနပြောဆိုရဲ food blogger ကိုကျော်ဝနာအတွက်လည်းကျွန်တော်တို့စိတ်မကောင်းပါဘူးသူလည်းကောင်းအောင်ပုံမွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ် ဟုတ်ကဲ့ပါကျွန်တော်အခုကတော့ကျွန်တော်ခဏနေဝင်ကြည့်မှာပေါ့နော်ဒီပန်ဒိုရာဆိုတဲ့ကားကိုကျွန်တော်ထင်ပါတယ်အဲဒီဒီထက်ကတော့ဒါညမင်္ဂလာကားလိုပဲကျွန်တော်တို့ကိုကျင်တဲ့အောင်လုပ်ပေးမှာပါစိတ်ကျင်တဲ့မှုရအောင်ပေါ့နော်တေးကြတာတော့ကြောက်လိမ့်မယ်ဟုတ်ရေးစီပါဟုတ်ကဲ့ဟုတ်